မတော်လုတ်ခဲ့ဟာတော့ကြာတော့ပြိသက်တိတ်မသိလိုက်တာညားတာပေါ့နော် HIV မှာ volunteer လုတ်ပေးရမျိုးတခြားအဲ့လိုမျိုးပေါ့တခြားအဲ့လိုဟာဒီမှာရှိရကွာမတော် volunteer လုတ်ပေးခဲ့တာအများကြီးရှိတယ်။အဲကြောင့်မှဟိုဆရာဦးမျိုးမင်းပေါ့နော်ဦးမျိုးမင်းကနေပြီးတော့မှ ဥဆောင်ပြီးတော့မှကိုသားကြီးတို့ရှိတဲ့အချိန်တွေမှာတော့ ADHD volunteer သွားလုပ်ပေးတယ်တချင်းနေဆိုပေးတယ်နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ပေးတယ်အဲ့ဟာတွေမှာတောက်ရှောင်းနောက်ပိုင်းကျတော့မတက်တွေကြံခဲ့တာပေါ့နော်အဲ့ဟာတွေမှာလည်းကောင်းကျိုးလည်းရှိတယ်ဆိုဆိုးကျိုးလည်းရှိပါတယ်ကောင်းကျိုးကတော့အဲ့လိုမျိုးပေါ့နော်သူတို့မအောင်တွေ့ရတဲ့အချိန်မှာပျော်ရွှင်ရတယ်စိတ်သက်သာရတယ်ဒါပေမဲ့လည်းတစ်ဖက်မှာကျတော့ဘာပြန်ကြလဲဆိုမင်းတို့ရဲ့ HIV ဖြစ်နေတယ်လို့ပါတော့ပေါ့နော်ဒီ center ကိုသွားရတယ် HIV ရှိတယ်လို့သူတို့ကောက်ချက်ချတယ်ပေါ့လူတွေကလေဟို HIV center မှာ volunteer သွားလုပ်ပေးတော့လဲ ် HIV ဖြစ်တယ်လို့ပြောခံမိကဆရာလုံးလိုက်လို့အပူချောင်းကျပြီးတော့အပူလောင်ကောင်းဟာအဲဒါပေမဲ့လည်းရီစားနဲ့ရံဖြစ်ပြီးရီစားကခွက်လိုက်တယ်လို့ပြောခံတယ်ဆိုအသေးချာတော့ခုကကျတော့ကိုလေး HIV မဖြစ်ခဲ့လို့အင်းတော်ကသားကြိုက်ခလေးမျိုးခုတော့မှဒီလိုချိန်နေဖြစ်နေရလိမ့်နော်ချိုးအမှန်တရားတွေကကျတော့လိုက်ရှင်းပြလိုက်ပြောပြလဲတစ်ဖက်လူကကိုယ့်ကိုဘယ်လိုခေါ်မလဲအမှန်တရားမြင်ပြီးတော့နားလဲလက်ခံခြင်းမှာမမတို့ရှင်းပြလိုက်နောက်ပိုင်းတော့သိမရှိပြင်မယ်အိမ်ကလူတွေကနည်းနည်း sensitive ဖြစ်တော့သူကရှင်းစီကျင်တာပေါ့ဒါမှမရှင်းတော့ပါဘူးဘာလို့လဲဆိုတော့ ချင်းရင်အကျိုးမုံရင်အပြစ်ပေါ့နော်အော်လာရီတီသူရဲ့ဒီစင်တယ်ရီကိုသူကဒါလူတိုင်းစိတ်ဝင်နိုင်ရမြည်လိုက်ရင်ဆိုတဲ့အတိုင်းသူကဒါပွဲလေးသူလုပ်ပေးရပါတော့ဆိုတော့လိုင်လေးရကြတော့ဒီမေဦးနဲ့ကကြတော့မတို့ဒီပဋ္ဌာန်းချောင်းမှာစုံစုံဖြစ်တာပေါ့စုံဖြစ်ပြီးတော့အဲဆရာတော်ရဲ့ဆရာတော်ရဲ့ဟိုပါပေါ့တပည့် တာသမီများပေါ့ကွယ်အဲ့ခါမှမှအဲမေဦးနဲ့ခင်သွားတာခင်ဝိုင်းနေမှဒီလိုမျိုးပွဲလေးဒါဖိတ်တာပေါ့လေဗီဒီယိုလေးပြန်ပြီး edit လုပ်ပြီးတော့အရင်တော့ရိုက်ခဲ့ရုပ်ရှင်တွေဗီဒီယိုတွေကြော်ညာလေးတွေအဲ music video လေးတွေသူတို့ပြန်တင်ပေးရအတွက်အကျေစုအများကြီးတင်ပါတယ်လို့ fan ကလေးတွေလည်းအကျေစုအများကြီးတင်ပါတယ်လို့ဆိုကိုကပေါ့ကိုငယ်တဲ့ချိန်ရဲ့ပုံပြေကိုပြင်မြင်ရပေါ့ ။အမေငယ်ရဆိုမဲ့အဲ့ဗီဒီယိုရေးရဲမှာမအသက်က25 26အဲ့အဲ့အရွယ်ပါ။ဟိုအဲ့ချက်တော့မငယ်ဘူး25 26အရွယ်ရဲ့ဗီဒီယိုကလစ်တွေပါဆိုအခုပညာလောကတဲ့ဟိုဝင်တာနောက်ကြတော့အခုအချိန်ကဘယ်လိုပဲလာနေပြောပါစေပေါ့နော်။ငယ်တဲ့အချိန်မှာငယ်ရွယ်ချင်းရဲ့နှုတ်ပြခြင်းရှိရဲ့ရေးရင်ချင်းရှိရဲ့အဲ့အချိန်မှာပြီးတော့ဟိုတတိ ရှိရှိရေပေါ့နော်ငယ်တဲ့ချိန်ကတတိကတော့တချို့တတိကတော့မယူရဲဆန်တဲ့တတိတော့ဖြစ်တာပေါ့နော်ကြီးရဲ့ချိန်မှာတတိရှိရမျိုးကကြတော့ပညာဉာဏ်နဲ့ရှင်သွားတဲ့တတိမျိုးတော့ဖြစ်သွားတာပေါ့သူ့အမေအချိန်ကြီးကပြန်လဲမရနိုင်ဘူးဆိုတော့မကတော့ကိုကူလက်ရှိရှိနေတဲ့ရောက်နေတဲ့အသက်ရွယ်အချိန်ကြီးကိုသဘောကျတယ်ဒါပေမဲ့အဲ့တုန်းကအချိန်ကြီးကိုပြန်ကြည့်ရောလဲဩငငယ်တော့ဒီယုတ်ကလေးပါလားပေါ့နော်အထူးသဖြင့်ကတော့ဟိုပရိသတ်ကကို့အလိုစုစည်းပြီးလုပ်ပေးရတဲ့အတွက်ဝမ်းသာတာပေါ့မဟုတ်လည်းဒီခါကျလို့ရှိရင်တော့အခုအရွယ်ကိုကျင်းတတ်တယ်ဆိုပေမဲ့ อ๋อลูกผิดซ้อตัวละไม่ตีหรออ๋อกูก็เลยยาวเย็นนี่ผิดกูไม่อ่ะสนเนาะคลีนี่ตัวบ่คลีนี่ตัวบ่พอแต่คราวนี้ไอ้ဒီဘက်ခက်ကအရင်ကောင်းတယ်လေမတို့အရင်တော့ဆိုလို့ရှိရင်မတို့လုခဲ့ဟာတွေတော့ကြတော့ပရိသတ်တိတ်မသိလိုက်တာညများတာပေါ့နော် HIV မှာ volunteer လုပ်ပေးတာမျိုးတခြားအဲ့လိုမျိုးပေါ့တခြားအဲ့လိုဟာဒီမှာရှိရယ်ကွာမတို့ volunteer လုပ်ပေးခဲ့တာအများကြီးရှိရယ်အဲ့ဒါတွေအကုန်လုံးကပရိသတ်က ဘယ်သူမှမသိလိုက်ဘူးပေါ့နော်ဆိုရင်အခုကြာတော့အခုခစ်ကလေးတွေမတို့ပြင်မြင်နေဆိုရှယ်မီဒီယာသုံးတဲ့လူတွေပြင်မြင်တဲ့အခါကျတော့အဲဘာမှအကျိုးမပြုတဲ့လူတွေလို့ပေါ့အဲ့လိုမျိုးတကယ်ညမှဟိုဆရာဥညုံမင်းပေါ့နော်ဥညုံမင်းကနေပြီးတော့မှအဲဥဆောင်ပြီးတော့မှကိုသားကြီးတို့ရှိတဲ့အချိန်တွေမှာတော့ ADHD volunteer တွားလုပ်ပေးတယ်တချင်းနေဆိုပေးတယ်နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ပေးတယ်အဲ့ဟာတွေမှာတောက်ရှောင်းနောက်ပိုင်းကျတော့မတ်တက်တွေကျန်ခဲ့တာပေါ့နော်အားလုံးက နိုင်ငံကျော်ဖြစ်တဲ့ခါကျတော့မအောင်မအဲ့တော့အချိန်ပိုအားတော့ဆိုတော့မပိုလို့ပေးဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြီးအဲ့ဒီနေရာမှာလည်းကောင်းကျိုးလည်းရှိတယ်ဆိုဆိုချိုးလည်းရှိပါတယ်ကောင်းကျိုးကတော့အဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့မောက်တွေ့ရတဲ့အချိန်မှာပျော်ရွှင်ရတယ်စိတ်သက်သာရတယ်ဒါပေမဲ့လည်းတစ်ဖက်မှာကြောက်ဖပြန်ကြလဲဆိုတော့မင်းတို့ရဲ့ HIV ဖြစ်နေတယ်လို့ပါတော့ပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဘယ်ရမဆိုလူရဲ့မြင်းနဲ့ရှုတော့ကပဲကွာသွားတာပေါ့နော်ဆိုတော့ မတော့အဲ့ဒီတော့ကိုကကောင်းတာလုပ်လုပ်လို့ရှိရင်ကောင်းတဲ့ခန်းစားချက်ပဲရှိရဲ့ဒါပေမဲ့ကျန်တာဘာမှမတွေးခဲ့ဘူးဒါပေမဲ့တစ်ဖက်ကကြတော့လို့ပေါ့နော်အဲသူကအဲ့လိုမျိုးပေါ့ဟို HIV ရှိနေဒီဒီဒီဆန်ဒယ်သွားရနေ HIV ရှိတယ်သူကကောက်ချက်ချတယ်ပေါ့တကယ်တမ်းကျကိုရီးယားဗိုလန်တီးယားသွားလုပ်ပေးခဲ့ရလေအော်နောက်တစ်ခုလည်းအဲ့လိုမိတ်ကက်ဆရာသဘင်အပူချောင်းလို့လိုက်တဲ့ချိန်မှာသူအဲ့တော့တန်စာနဲ့ပေါ့တန်စာမကျော်နေမှနဲ့ရမစုတီကျော်ညာရိုက်တယ်မမရကန်တော်မေပဲညနေမှာ စပင်းလေးတက်ပူချောင်းချောင်းဖုတ်ဆိုကြာပါလို့လက်မောက်မှာလို့အပူချောင်းဖြစ်သွားအဲ့ဒါနဲ့ SSC သွားပြီးစေကန်းပြပါညာနောက်ကြာတော့အဲ့တော့ဘော့စနီတို့ကတော့ရှိုးရှောက်ရလေမတို့ traders မှာပတိနဲ့မှာပတိနဲ့ရှိုးရှောက်ရတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့နဲ့ melody ဘာဖြစ်လို့ပတိနဲ့ဖြစ်နေရလဲဆိုတော့တယောက်ကနေထပြောသူ희စားနေရင်ဖြစ်လို့သူ희စားခွက်လိုက်လို့ပေါ့အဲ့တော့ပါလဲဆိုတော့လူတွေကလေဟိုဘယ်လိုပြောမလဲ HIV စတဲ့မှာ volunteer တော့လုပ်ပြီးတော့လဲ အရှက်ပြီးဖြစ်တယ်လို့ပြောခံတကယ်တော့မိကဆရာလောက်လိုက်လို့အပူချောင်းကျပြီးတော့အပူလောင်ကအဲဒါပေမဲ့လည်းရီစားနေကြဖြစ်ပြီးရီစားကခွက်လိုက်တယ်လို့ပြောခံတယ်ဆိုတော့ဒီခါကျတော့ချုပ်ကိစ္စတွေရဖြစ်ရမယ်အကြေကန်ရှင်လည်းသိရတခါကျရင်ခုပေးနေတာလူတွေလည်းသိရဒါပေမဲ့ချုပ်ကိစ္စတွေထွက်ရှင်းစရာလည်းမလိုသလိုချုပ်အမှန်တရားတွေကြတော့အင်အားကြီးရတဲ့သူတွေကပုံနိုင်တယ်လေနော် ပုံနိုင်တဲ့အခါကျတော့အဲ့လို အဲ့လိုမျိုးဘယ်လိုခေါ်မလဲပြီးရင်လူတွေကသူ့တွေးရတွေ့တက်ကြရပါဆိုတေချာတော့ခုကကျတော့ကိုလေးအရှိုက်ပြီးမဖြစ်ခဲ့ဆိုအင်းတော့ကတားကြိုက်ခလေးမွေးပြီးခုတော့မှဒီလိုချိန်နေဖြစ်နေရလေနော်ဆိုတော့ဒီဒီထန်ရဆိုလည်းခုတတိဒါတော်တော်တိတ်ခဲလောက်တော်တော်မှရှိတ်ကဒီဒီလောက်ဒီလောက်ရှိရဒီကနေတိတိရှိရအပူကြောင့်ကြားရတာလေစမင်လိုက်တဲ့ဟာအခုတတိရှိတယ်ဒါဆိုလို့ရှိရင်ဆယ်စုနှစ်ကျော်ဝါပြီပေါ့နော်ဟိုနုပညာလောကရဲ့စာဝန်တော်ဖြစ်တာဆိုတော့အချို့အမှန်တရားတွေကကျတော့ လိုက်ရှင်းပြလိုက်ပြောပြလဲတဖက်လူကကိုယ့်ကိုဘယ်လိုခေါ်မလဲအမှန်တရားမြင်ပြီးတော့နားလည်လက်ခံခြင်းမှာဆိုတော့အစာပိုင်းတော့တချို့ဟာကြာမတော့ရှင်းပြလိုက်နောက်ပိုင်းတော့သိမရှိပြင်မယ်အရင်လူတွေကနည်းနည်း sensitive ဖြစ်တော့သူကရှင်းစီခြင်းတာပေါ့ဒါမှမရှင်းတော့ပါဘူးဘာလို့ဆိုချင်းရင်အကျိုးမုန်းရင်အပြစ်ပေါ့နော်မနားလည်ရလေဒီခါကျရင်လူတွေကဘာရည်လို့မဟုတ်ဘူးဒီလားအခု social media ခင်မှာပုံနားလည်လာအရင်တော့ဆိုတော့တခုခုဆို တော်တော်ခံစားရပေါ့နော်။ချန်ခဲ့တဲ့အချိန်အားကြီးပေါ့နော်။ဒါပေမဲ့အဲဘာရယ်လို့မဟုတ်တာလေးတစ်ခုကပွားများသွားတာပေါ့နော်။ဆိုတော့အဲ့တော့စကားကြီးစကားကြီးပြောတိုင်းပြောတိုင်းမှာငါတော်တော်ဆင်ခြင်ရမယ့်အချိန်ဖြစ်သွား။နောက်ပိုင်းကျတော့ကိုယ့်အကိုပဲဆင်ခြင်မှုပဲဆုံးဖြတ်လိုက်တယ်။မအားကြတော့ဒီလိုလေးတိတ်ပြီးတော့ဟိုလူတွေကဘူးမဆိုင်တာတော့မဟုတ်ဘူးပေါ့နော်။အတိုင်းညာတစ်ခုထိတော့နားလည်ပေးနေတယ်။ဒါပေမဲ့မမိသားစုထဲမှာမအဲ့လိုအေးဆေးပဲနေချင်တာ။ အခုပိသားစုတွေကလူတွေကအဲ့လိုပြန်ပြီးတော့ဟိုသတင်းတွေကြားရတယ်ဒီသတင်းတွေကြားရတာပြောမှအနေအနှိုင်းဖြစ်တယ်အဲ့လိုပါတချို့ဟာတွေကကြောက်မတော်ဥပခါပြုတ်ထားရမယ်အရာရာနဲ့လိုက်ရှင်းလို့မရဘူးခုနပြောသလိုပေါ့ဘလောက်ပဲတစ်ခါကျရင်ကိုကရှင်းပြီးအောင်တစ်ဖက်ကကိုဘလို့ပေါ့မလဲနားလဲပြီးနိုင်အောင်မှဟိုအကျိုးအကြောင်းစီလျုံမှပေါ့နော်ဆိုတဲ့ခါကျတော့မရှင်းကျင်တော့အဲ့တော့သူတို့ရဲ့စိတ်ထဲမှာလဲမင်းပျက်စီးပါစေတော့မင်းအကျိုးရုပ်ပါစေတော့ဆိုတဲ့စီမျိုးတော့ မရှိတော့ထင်တယ်။ဘာလို့လဲပုံမှန်လူတွေမှာအဲ့လိုမျိုးတော့တိတ်အောက်တန်းကြတဲ့စိတ်တော့မရှိတော့ပါဘူး။ဒါပေမဲ့ဖြစ်နိုင်ရေးကဘာလဲဆိုတော့တို့လည်းစိတ်အဆင်မပြေဘူးတို့လည်းမပျော်ရွှင်နေဘူးတို့ဘဝမှာလည်းခက်ခဲရှိနေတဲ့အချိန်ရဲ့အဲကိုကလည်းအဲ့လိုအရှိမလန်းဖြစ်ရှောက်မိတဲ့အချိန်တွေမျိုးရဲ့ကြုံပါလိမ့်မယ်အဲ့လိုမျက်စိနှောက်သွားဘူးမျက်စိနှောက်တဲ့အချိန်ကျတော့ ဒီပုံမှာမီဒီယာပုံမှာနင်ကပဲဘာလို့ရှိနေရလဲနင်ကချက်သေးမရှိဘူးနင်ကဘာဖြစ်တဲ့အဲ့လိုမျိုးပေါ့ဆိုတဲ့အခါကျတော့သူတို့ကြည့်ကျင်တဲ့လူကကိုမဖြစ်နေတဲ့အခါကျတော့ကွာသူတို့ကလည်းစိတ်နှောက်ချက်အရင်ဖြစ်နေတဲ့အချိန်နဲ့ကိုတိကြုံတော့ကနေပါပါအဲ့တော့တကူးတကကြင်စီပြီးတော့အောက်တန်းကြပြီးရုံမာတဲ့လူကတော့မရှိတော့ပါဘူးစိတ်အဆင်မပြေတဲ့အချိန်စိတ်မပျော်ရှင်တဲ့အချိန်မှာသူတို့မကြိုက်တဲ့အကျိုးတရားအကြောင်းတရားနဲ့ညီသွားတဲ့အချိန်မှာသူတို့လည်းပြုံးမိရနေမှာပါအဲ့တော့မလည်းဒါမှမ နေစိတ်နဲ့ပဲနှိုင်းတာပေါ့နော်။မောင်ချစ်တာလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒါပေမဲ့ငယ်သေးတဲ့ကလေးတွေဖြစ်တဲ့အခါကျတော့ဘဝမှာအများကြီးစူးစမ်းခွင့်ရှိသေးတယ်။အုံနောက်လေးတွေကလည်းနုနုနဲ့လဲလဲဆဆန်းလေးပဲရှိသေးတယ်။မညံလေးကလည်းအရင်ပဲကောင်းသေးတယ်ဆိုတော့အချိန်လေးကလည်းတမိုးရမ်းရှိသေးတယ်ဆိုတော့အဲ့ဟာတွေကိုအသုံးချပြီးတော့ပေါ့နော်။ကိုယ်ကြောင်းတက်နေရဆိုလဲကြောင်းပညာကြီးကိုအားဆိုင်ကြပါလို့ပဲဆိုဟိုမင်းသမီးတယောက်ကိုအားပေးရတာကောင်းပါတယ်။မားလည်းချစ်နေပါရဲ့ပေါ့။သူ့ဖြစ်မယ်လဲအဲ့လိုမျိုးဟိုမတော်ပဲအချိန်ကုန်နေရမဟုတ်ခွဲနဲ့ပေါ့နော်။ မညံနေအရန်ကောင်းတဲ့အချိန်မှာသင်ယူလို့ရတဲ့ပညာတွေအကုန်သင်မှာဒါမှအသက်ကြီးရဲ့ခါကြလို့ရှိရင်လို့ဟိုတိုင်းနာတကူတီအေးအေးချမ်းချမ်းနဲ့နေပြီးတော့မှဘွားအိုးစားတောင်းကောင်းပြီဖြစ်တယ်လို့ရမှာပေါ့နော်အဲ့တော့စာချိုးချားကြပါကလေးတို့လို့အားပေးချစ်ခင်တဲ့သူတို့အားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်